မင်္ဂလာပါသတင်းနဲ့မီဒီယာ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမတွေ၊ဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကမ္ဘာနဲ့ဒေသတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါရစေ။ NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်။ကျမအမီပါ နေထဲမှာတော့မြန်မာဘက်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုအိန္ဒိယစစ်တပ်ကတပ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့အကြောင်းနောက်ပြီးတော့ဒီကရင်အမျိုးသားအစည်းအရုံး KNU ရဲ့အစည်းအရေးနဲ့နိုင်ငံရေးအကြံပေးဘုံမူကြီးထူးထူးလေးရဲ့ဇာပနာအခမ်းအနားကိုမဲဆောက်မှာပဲလုံမှာဖြစ်ပါတယ်အမေရိကန်ရဲ့သမ္မတဟောင်းဂျိုးဘိုင်ဒန်စီမှာတော့စီးကျိတ်ကင်ဆာရောဂါတွေ့ခဲ့တဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ ုတော့နိုင်ငံတွင်းကသတင်းတွေကိုအရင်ဆုံးပြောပြပါမယ်။အိန္ဒိယနယ်စပ်မှာမြန်မာပြည်ဘက်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုအိန္ဒိယစစ်တပ်ကတပ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။အိန္ဒိယနိုင်ငံဘက်ကသတင်းတွေရဲ့အဆိုအရတော့မေလ14ရက်နေ့မှာချန်တဲခိုင်မှာအာသန်ရိုင်ဖယ်တပ်နဲ့ဒီမြန်မာဘက်ကလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တို့ကြားမှာပစ်ခတ်မှုဖြစ်ခဲ့တာလို့ဆိုပါတယ်။ပစ်ခတ်မှုထဲမှာတော့မြန်မာဘက်ကလက်နက်ကိုင်တပ်ဖွဲ့ဝင်10ယောက်သေဆုံးခဲ့တယ်လို့အိန္ဒိယစစ်တပ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော် ော်ပြခဲ့ပါတယ်။မြန်မာဘက်ကရလာတဲ့သတင်းတွေနဲ့တော့နည်းနည်းလေးကွဲလွဲမှုရှိနေပါတယ်။ Channel KI စေတာယွာနာမှာအခြေစိုက်တဲ့အိန္ဒိယရဲ့ Arthur Rifle တပ်ကခရိုင်ပကဖအခြေစိုက်တဲ့စခန်းကိုမေလ23ရက်နေ့ညနေ6နာရီခွဲလောက်မှာဝင်စီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်စခန်းထဲမှာရှိနေတဲ့လူတွေကိုဖမ်းခေါ်သွားတာလို့မြေပြင်သတင်းတွေကဆိုပါတယ်။ အဲ့ဒီနေ့ညပိုင်း9နာရီနဲ့10နာရီအခြားမှာပဲဖမ်းသွားတဲ့သူတွေကိုအာတန်ရိုင်ဖယ်အဖွဲ့ကတပ်ပစ်ခဲ့တာလို့နေမီတဲ့ရင်းမြစ်တွေက ပြောပါတယ်။တေဆုံသွားတဲ့ PDF တွေရဲ့အလောင်းတွေကိုတော့ဒီအာတန်ရိုင်ဖယ်အဖွဲ့ကလာယူခိုင်းခဲ့တဲ့အတွက်ပကပအဖွဲ့တာဝန်ရှိသူတွေကသွားယူပြီးတင်းကြိုလိုက်တယ်လို့ဆိုပါတယ်။ဘာကြောင့်အခုလိုမျိုးစီးနင်းမှုဖြစ်ခဲ့တာလဲဆိုတာကိုတော့တိချားအတည်ပြုလို့မရသေးပါဘူး။တတ်ထုတူဖော်မှုကိုစန့်ကျင်တဲ့လူမှုကောင်းဆောင်၄ယောက်ကိုဒီနေ့ညနေပိုင်းမှာနောက်ဆုံးပြန် ်လွှတ်ပေးဖို့ကယန်းလူတို့ကတောင်းဆိုပေမဲ့ဖမ်းသွားတဲ့ကုမ္ပဏီကပြန်လွှတ်ပေးတာမျိုးမရှိသေးပါဘူး။ဒါကြောင့်အခြေအနေတွေကဆက်ပြီးတင်းမာနေပါတယ်။ ဖန်စီခံလိုက်ရတဲ့ပရာဒန်းဆွေမျိုးစုခေါင်းဆောင်လေးယောက်ကိုဒီကနေ့ညနေပိုင်းမှာနောက်ဆုံးထားပြီးတော့ပြန်လွတ်ပေးဖို့ပရာဒန်းလူငယ်တွေနဲ့ကញ្ញအရက်ဖက်အဖွဲ့အစည်းတွေကတောင်းဆိုထားပါတယ်။ဖဲခုံမျိုးနယ်ထဲမှာအကြီးစားခဲတပ်ထုတူဖော်ရေးလုပ်နေတဲ့ကញ្ញပြည်သက်ပါတီဥက္ကဋ္ဌပိုင်းကုမ္ပဏီကပရာဒန်းဆွေမျိုးစုခေါင်းဆောင်လေးယောက်ကိုမေလ16ရက်နေ့မှာဖမ်းသွားတာဖြစ်ပါတယ်။တပ်ထုတူဖော်ရေးလုပ်ငန်းဟာဆိုရင်ဒေသခံတွေကိုထိခိုက်မှာစိုးတဲ့အတွက်အခုလိုမျိုးကန့်ကွက်နေတာပဲဖြစ်ပါတယ်။ဒီကန့်ကွက်မှုတွေကိုအခုအဖမ်း ်းခံထားတဲ့ပြဒေါင်းဆွေမျိုးစုခေါင်းဆောင်တွေကဥဆောင်နေတာဖြစ်ပါတယ်။ နောက်ထပ်သတင်းကတော့နာယီသတင်းဖြစ်ပါတယ်စနေနေ့ညပိုင်းကကင်ဆာယောဂါနဲ့ကွဲလွန်သွားခဲ့တဲ့ကရင်မျိုးသားအစည်းအုံ KNU ရဲ့စီရေးနဲ့နိုင်ငံရေးအကြံပေးဘုံမူကြီးထူထူလေးရဲ့ဇာပနအခမ်းအနားကိုတော့မဲဆောက်မြို့မှာပဲလုပ်မှာဖြစ်ပါတယ်မနက်ဖြန်မှာလှုပ်သွားမှာဖြစ်တယ်လို့မိသားစုကအသိပေးထားပါတယ်1989ခုနှစ်မှာ KNU တပ်ဖွဲ့တွေကိုရောက်လာခဲ့တဲ့ဘုံမူကြီးထူထူလေးဟာဆိုရင်1986ခုနှစ်မှာ KNU ရဲ့ဗဟုကော်မတီဝင်ဖြစ်လာပါတယ် 1990ခုနှစ်မှာဗိုလ်မှူးကြီးအဆင့်ဖြစ်လာပြီးကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ KNDO မှာဒုတိယစစ်ဦးစီးချုပ်အဖြစ် 1995ခုနှစ် KNU ရဲ့စက်တကြိမ်မြောက် conference မှာတော့ KNU ရဲ့တွဲဖက်အထွေထွေအတွင်းရေးမှူးနှစ်အဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်1998ခုနှစ်မှာ Free Burma Ranger အဖွဲ့ကိုတည်ထောင်ရမှာတော့ American နိုင်ငံသား David Yuban နဲ့အတူပါဝင်ခဲ့ပါတယ်အဲဒီနောက်မှာတော့2000ပြည့်နှစ်နဲ့2004ခုနှစ်တွေမှာကျင်းပတယ် concrete တွေမှာပဲဒီအထွေထွေအတွင်းရေးမှူးတစ်အဖြစ်ရွေးချယ်တင်မြှောက်ခံရပါတယ်2012ခုနှစ်မှာကျင်းပတဲ့ concrete မှာတော့သူဟာရွေးချယ်မခံတော့ ပဲ KNU ဥက္ကဋ္ဌဖြစ်တဲ့ဘူချုပ်ကြီးမူတူစေဖို့ရဲ့စစ်ရေးနိုင်ငံရေးအကြံပေးအဖြစ်တာဝန်ပေးအပ်တာကိုခံရပါတယ်ဘူမူကြီးထူးထူးလေးဟာဆိုရင်မွန်ကရင်ပူတွဲအုပ်ချုပ်ရေးကော်မတီမှာလည်းပါဝင်ခဲ့တယ်လို့စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးရမှာလဲ KNU ကိုကိုစားပြုပြီးတော့ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ် အခုတော့ကမ္ဘာနဲ့ဒေတာတွင်းကသတင်းတွေကိုဆက်ပြောပြသွားမှာဖြစ်ပါတယ်။ ဒီနေ့ကမ္ဘာသတင်းတွေထဲမှာတော့အရှိအလေပိုင်းဂါဇာဒေသကစစ်ရေးသတင်းနဲ့စပါမယ်။ဂါဇာကမ်းမြောင်ဒေသကိုအရင်တစ်ပတ်မှလေကြောင်းကနေအပြင်းထန်ဘုံကျဲတက်ခိုက်ခဲ့ပြီးတဲ့နောက်မနေ့ကတနင်္ဂနွေနေ့မှာတော့အစ္စရေးမြေပြင်တပ်ဖွဲ့တွေကပါထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရင်တစ်ပတ်ထဲမှာပဲဒီလူပေါင်း300ကျော်သေဆုံးခဲ့ပြီးလူတစ်ထောင်လောက်ကဒဏ်ရာရခဲ့ကြပါတယ်။အစ္စရေးကဒေသတစ်ခုလုံးကိုပိတ်ထားတဲ့အတွက်စစ်ဘေးဒုက္ခသည်တန်းနဲ့ချီပြီးတော့အငတ်ဘေးကြုံရမယ့် ခြေအနေဖြစ်နေခဲ့ပါတယ်။တနင်္ဂနွေနေ့နေကင်းပိုင်းမှာတော့ဒီအငတ်ဘေးကြုံနေရတဲ့လူတွေအတွက်အကူအညီတွေကိုအကန့်အသတ်နဲ့ဖွင့်ပေးမယ်လို့ Israel ဘက်ကပြောပါတယ်။တချိန်ထဲမှာပဲ American ကြောထောက်နောက်ခံလှုပ်ထားတဲ့ Gaza လူသားချင်းစာနာမှု Foundation, Gaza Humanitarian Foundation ကဒီဒုက္ခသည်ကူညီရေးအတွက်အသင့်ဖြစ်နေပြီလို့ပြောပါတယ်။ဒါပေမဲ့ကုလသမဂ္ဂကတော့သူတို့ agency တွေဖြစ်တဲ့ UNHCR, WFP နဲ့ WHO တို့ကနေပို့ပြီးတော့ထိထိရောက်ရောက် က်ကူညီနိုင်လိမ့်မယ်လို့ပြောပါရယ်ကာတာနိုင်ငံမှာဂျာခန်ထားပြီးအစ္စရေးနဲ့ဟာမတ်အဖွဲ့တွေကဆွေးနွေးနေပါရယ်အစ္စရေးကသူတို့စစ်စင်ရေးရည်ရွယ်ချက်ဟာဆိုရင်ဟာမတ်တွေဖန်ထားတဲ့တရားခံတွေအားလုံးလွတ်မြောက်ဖို့နဲ့ဂါဇာမှာဟာမတ်တွေကိုစစ်ရေးအနိုင်ရရေးဖြစ်တယ်လို့ပြောထားပါရယ် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒေသအတွင်းကကိုဗစ်ရောဂါပြန့်ပွားမှုအခြေအနေတွေအကြောင်းမှာထိုင်းနိုင်ငံမှာကိုဗစ် -19 ဖြစ်ပွားမှုတော်တော်များများတွေ့ပြီးတဲ့နောက်မှာတော့စင်ကာပူ၊ဟောင်ကောင်နဲ့တရုတ်နိုင်ငံတွေမှာလည်းကိုဗစ် -19 ကူးစက်ပြန့်ပွားမှုတွေတော်တော်လေးတွေ့နေရလို့ဒေသအတွင်းစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။အဓိကစိုးရိမ်ချက်ကတော့ခရီးသွားလာမှုတွေကိုကန့်သတ်ရတော့မလားဆိုတဲ့စိုးရိမ်ချက်ဖြစ်ပါတယ်။စင်ကာပူနိုင်ငံမှာတော့မေလ3ရက်ရက်သက်တစ်ပတ်မှာကိုဗစ်ကူးစက်မှု28ရာခိုင် နှုန်းမြင့်တက်ခဲ့ပြီးကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့သူပေါင်းလူဦးရေ14,200တွေ့ခဲ့ပါတယ်။အဲ့ဒီမတိုင်ခင်အရင်တစ်ပတ်အထိတော့10,000ပဲရှိခဲ့တာပါ ဟောင်ကောင်မှာတော့အဲ့ဒီအပတ်ထဲမှာပဲပြင်းထန်တဲ့လူနာ81ယောက်တွေ့ခဲ့ပြီး32ယောက်သေဆုံးခဲ့ပါတယ်။တရုတ်နိုင်ငံမှာလည်းပြီးခဲ့တဲ့ရက်သက်သက်ပတ်တွေထဲမှာကိုဗစ်19သူနှစ်ဆနီးပါးမြင့်တက်ခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီဒေတာတွေကိုခရီးသွားမယ်ဆိုရင်ဒီမျက်နှာဖုံးပေါ့နော်ဒီ mask တွေကိုဝတ်ဆင်ဖို့နောက်ပြီးတော့လူထုထွက်တဲ့နေရာတွေကိုတတ်နိုင်သမျှရှောင်ကြားဖို့ကိုတတိပေးထားပါတယ်။လက်ကိုမကြာခဏဆေးဖို့နောက်ပြီးတော့လေရင်မတက်ခင်မှာဆိုရင်လည်းထပ်ဆင့်ကာကွယ်ဆေးထိုးဖို့နဲ့ လက်ဆေးဖို့အတွက်ဒီဆေးရည်လိုမျိုးတွေကိုစောင့်ထားကြဖို့ကျန်းမာရေးဌာနတွေကသတိပေးထားပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့ကတော့ဒီ American သမ္မတဟောင်း Joe Biden ရဲ့အကြောင်းဖြစ်ပါတယ်။သမ္မတဟောင်း Joe Biden စီမှာဒီဆီးကျိတ်ကင်ဆာရောဂါပိုးတွေ့ခဲ့ပါတယ်။ Prostate လို့ခေါ်တဲ့ဆီးကျိတ်မှာအဖုလေးတွေတွေ့လို့ဓာတ်ခွဲစစ်ဆေးရာကနေကင်ဆာဖြစ်နေတာကိုသိရတာပါ။ အမေရိကန်မှာဒုတိယအများဆုံးကင်ဆာဖြစ်တဲ့စီးကျိတ်ကင်ဆာရောဂါဖြစ်နေတာကိုဆရာဝန်တွေကစစ်ဆေးတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။သမ္မတဟောင်းဂျိုးဘိုင်ဒန်ရဲ့အသက်အရွယ်အရစီးကျိတ်ကင်ဆာဟာမထူးဆန်းလာပေမဲ့အခုကင်ဆာပိုးတွေ့တဲ့အချိန်မှာပဲကင်ဆာဆဲတွေကအရိုးတွေတဲအထိပြတ်နေပါတယ်။ဒါကြောင့်အလားလာမကောင်းလာဘူးလို့လည်းဆရာဝန်တွေကပြောပါတယ်။ အသက်82နှစ်ရှိပြီဖြစ်တဲ့သမရဟောင်းဂျိုးဘိုက်ဒန်နဲ့မိသားစုတွေကတော့ဘလို့ကုသမှုလုပ်ရင် ကောင်းမယ်ဆိုတာကိုဆရာဝန်တွေနဲ့တိုင်ပင်နေတယ်လို့ဆိုပါတယ်။ ဒီနေ့ရဲ့အစီအစဉ်ကိုကျမတို့ဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မင်းမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။